ရန်နာရိုဘာကတော့ကျွန်တော်တို့ရဲ့ဂျက်ရှွာဘန်နဲ့အမှန်မှဆိုရင်မထိုးကျင်သေးကြအောင်ဂျက်ရှွာဘန်ထက်အဆင့်မြင့်တဲ့ထိပ်တန်းဖိုက်တာတွေနဲ့ပဲထိုးကျင်တဲ့အကြောင်းကိုဒီကနေ့အင်တာဗျူးမှာပဲပြည်သက်တွေကိုရင်ဖွင့်လာခဲ့ပြီလေဖြစ်ပါတယ်။ဘရန်ဒန်ရိုဘာကမာနေကစ်နဲ့ပွဲပြတော့တဲ့ကျွန်တော်ကထိပ်တန်းကစားသမားတွေနဲ့ပဲထိုးကျင်ခဲ့တာပါ။ဘန်နဲ့မဟုတ်ဘူး။သူမျိုးတော်မထင်ပါနဲ့ကျွန်တော်လည်းဘန်ရဲ့ပြည်သက်အကြီးစားပါ။သူ့ကိုအယမ်းချိန်ပါရီ။မာရီနိုနာမီလည်းကျွန်တော်စိတ်ထဲမှာပေါ်လာရီ။ဒါပေမဲ့ ၃ဘတ်ပြင်ဆင်ခြင်းလေးနဲ့သူ့ကိုမထိုးခြင်းဘူးငါချီပွဲစက်တင်ဘာမှာလုံးမဲ့ပွဲမှာသူ့ကိုထိုးခြင်းတာသူလည်းပဲပြင်ဆင်ခြင်းကောင်းကောင်းလေးရအောင်စင်ဂျီပေးစရာမရှိအောင်ထိုးခြင်းတာပါပြီးတော့ဟော်ရီကူချီနဲ့လည်းထိုးချင်ခဲ့တာသူနဲ့ဆိုရင်ပွဲကောင်းမယ်ထင်တယ်ကျွန်တော်ကထိတ်တန့်ကစားသမားနာမည်ကြီးကစားသမားအခက်အခဲဆုံးပြိုင်ဘက်တွင်နဲ့ထိုးခြင်းတာအဲ့လိုပြောလို့ဂျက်ရှွာဘန်ကထိတ်တန့်မဟုတ်ဘူးလို့ပြောချင်တာတော့မဟုတ်ပါဘူး Brandon Rover ပြောတယ် Horikuchi ဆိုတာကဂျပန်နိုင်ငံသားဖြစ်တဲ့အရင်က Bellator Bantam Weight Champion UFC Flyweight မှာ Top 3ကိုဝင်ခဲ့ဘူးတယ် UFC ကနေထွက်ပြီးတော့ဂျပန်မှာပြန်ကစားရီလာမယ့်စက်တင်ဘာ9ရက်နေ့ UFC Fight Night 258မှာပြန်ထိုးမဲ့သူလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ Brandon Rover ကထိုးချင်တာပေါ့ဗျာ။သူကထိတ်တန်းကစားသမားဖြစ်တဲ့အတွက် Fighter ဖြစ်တဲ့အတွက်သူကလေးပဲ သူထက်အစင်းနှိမ်မုံရင်တော့အစင်းမြင့်တဲ့ fighter တွေနဲ့ပဲထူးချင်ချောင်းကိုပြည်သက်တွေကိုယင်ပွင့်လာခဲ့တာပဲဖြစ်ပါတယ်။ interviewer ဒီကလည်း Brandon Rover ကို Joshua Ban က power ရှိတယ်ဆိုတာကလည်း Bruno Silva နဲ့ပွဲမှာတွေ့ခဲ့ရတယ်။အဲ့ဒီအတွက်ရောဘလို့ပြင်ဆင်ထားလဲဆိုပြီးတော့မင်းမြန်လိုက်တဲ့အခါမှာတော့ Brandon Rover က Money Kate အတွက်ပြင်ဆင်ထားတာတွေတော်တော်များများသုံးလို့ရပါတယ်တဲ့။ Money Kate ကပောက်ကွေအပ်ဖို့ကောင်းတယ်။သူ့ပေါ့ရပြောရမယ်ဆိုရင်တော့ Joshua Ban ကိုတော့ထိဖို့ပူလို့ရတယ်။ဒါမဲ့မသူရာက ခိတ်ကတက်လုံချလွယ်တယ်ဘန်းကကျွန်တော်လိုပဲတက်လုံအပြည့်ပဲဘန်းကိုချစ်ချူးစရာများစွာရှိပါတယ်ဟိုရောက်ရင်ကြည့်ကြတာပေါ့တခြားသူတွေနဲ့ထိုးတာကသူကတော်တော်လေးကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ကြော်နိုင်မှာမဟုတ်ဘူးအခုတကယ်ကိုမှအဆင်မြင့်တဲ့ boxer တွေနဲ့ကျွန်တော် legion ပြင်ဆင်မှုတွေလုပ်နေပါတယ် boxing style သမားတွေနဲ့ကျွန်တော်ဘယ်လိုထွေးရမလဲဆိုတာကျွန်တော်သိတယ်ကိုယ့်ရည်ချင်းကိုအပြည့်အဝယုံတယ်လို့သူ့ရည်ချင်းကိုလည်းကျွန်တော်ယုံတယ်သူကအခုတက်လာတဲ့ဂျုံဝင်းတယောက်ဆိုတာကျွန်တော် ကောင်းကောင်းသိတယ် ဒီပြိုင်ပွဲကိုကျွန်တော်အလေးနဲ့ထားပါရီဒါပေမဲ့ဘန်ကကျွန်တော်ကိုတော့ကြောနိုင်မှာမဟုတ်ဘူးသူထိုးခဲ့တဲ့ fighter တွေနဲ့ကျွန်တော်ကလုံးဝမတူဘူးဆိုပြီးတော့ Joshua ဘန်ကကောင်းမွန်မဲ့သူအဆင့်လောက်တော့မရောက်သေးဘူးဆိုတာကို Brandon Roba ကအင်တာဗျူးမှာကွက်ကွက်ကွင်းကွင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါရီနော်ပရိသတ်တီယောဘလို့ထင်လဲပြပြောခဲ့ကြပါအောင်နော်